ခုံ Star U21 အသင်းနဲ့ ISP U21 အသင်းတို့အကြိတ်နဲ့ရှင်းပြကစားသွားမယ်မြန်မာ National League U21 U2025 W20 ပွဲစဉ်ကို October 23ရက်နေ့ညနေ3:00နာရီခွဲအချိန်မှာသူဝနဘောလုံးကွယ်မှာရှင်းပြန်ကျင်းပတော့မှာဖြစ်ပြီးတော့ပြန်ပွဲပြီးမှာ Champions Super La ချီးမြှင့်တဲ့အခမ်းအနားကိုဆက်လက်ပြုလုပ်တော့မှာဖြစ်ပါတယ်လက်ရှိပွဲစဉ်25ပြီးမှာတကုံစတာယူနိုက်တက်အသင်းကရမန်56မှတ်နဲ့အဆင့်2 ISB အသင်းကရမန်58မှတ်နဲ့အဆင့်1နေရာမှာယက်တည်နေတာဖြစ်ပါတယ် ဖိုင်လန်စီဂိတ်မှာမြမ40မြို့တမိအသင်းကစားသွားရမယ့်ပွဲစဉ်တွေကတော့ဒီဇင်ဘာ9ရက်နေ့မှာဖိလစ်ပိုင်အသင်းဒီဇင်ဘာ10ရက်နေ့မှာမလေးရှားအသင်းဒီဇင်ဘာ17ရက်နေ့မှာ BNN အသင်းတို့လည်းရှင်းပြကစားသွားရမှာဖြစ်ပါတယ်မြမ၄၀မြတ်မီအတင်ရှင်းမြကစားသွားမယ်အုပ်စုဝယ်စင်ဒီအားလုံးကိုမြမဆန်တော်ချိန်ညနေ၃နာရီခွဲထိုင်းဆန်တော်ချိန်ညနေ၄နာရီမှာရှင်းမြကစားသွားမှာဖြစ်ပါတယ် ကွင်းလက်ကသသမားအစဉ်ဖြိုးအောင်ကရှမ်းယူနေတဲ့အတင်နဲ့တရားဝင်လက်ခွဲခဲ့ပါတယ်2020နှစ်မှာအစဉ်ဖြိုးအောင်ကရှမ်းယူနေတဲ့အတင်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ရှမ်းယူနေတဲ့အတင်ပြည်သက်တွေကိုအစဉ်ဖြိုးအောင်ကရှမ်းယူနေတဲ့အတင်ရဲ့ပြည်သက်တွေကိုကျေးဇူးရမ်းတင်ပါတယ်အတင်ဥက္ကဋ္ဌနဲ့ CEO အပြင်အတင်တာဝန်ရှိတဲ့သူတွေနီးပြဆရာတွေအပြင်အတင်ဖော်တွေကိုလည်းကျေးဇူးတင်မိပါတယ်ရှမ်းယူနေတဲ့အတင်ကစားသမားဖြစ်ခွင့်ရခဲ့တာကိုအမြဲကုန်ယူနေပါပါဆိုပြီးတော့နှုတ်ဆက်စကားပြောကြားခဲ့ပါတယ် မြန်မာနိုင်ငံကစားပြုမြန်မာ Women League Club ISP Women FC ရဲ့တင်းရဲ့အာရှမြေသမီး Champion League 2025-26 AFC Women Champion League အောက်စုကငယ်ပွဲစဉ်တွေကိုရန်ကုန်မြို့သဝနဘောလုံးကွင်းမှာနိုဝင်ဘာ9ရက်နေ့ကနေ15ရက်အထိအင်ရှင်အဖြစ်လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။မြန်မာလေးစဉ်မြေသမီးအတင်းတိုက်ဆင်မှုမေထက်လူနဲ့မြန်မာလေးစဉ်အတင်းတိုက်ဆင်မှုတန်ပိုင်လို့သက်ဆိုင်ရာကလပ်အသင်းတွေမှာထွေနီဆင်းနေတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။ 2026 AFC U16 အမျိုးသားအရှဖလားချင်းစစ်ပြိုင်ပွဲကိုနိုဝင်ဘာ22ရက်နေ့ကနေ30ရက်အထိအင်ရှန်နိုင်ငံ9နိုင်ငံမှာကျင်းပတော့မှာဖြစ်ပြီးတော့အသင်း38တင်းကို6တင်း3အုပ်စု5တင်း4အုပ်စုခွဲထားပေးပါတယ်မြန်မာကအရှင်ပြည့်လက်ခံကျင်းပမယ့်အုပ်စုကြီးမှာကအိုမန်အာဖဂန်နစ္စတန်စီးရီးယားနီပေါ်ရိုနဲ့အတူကြားရောက်နေပါတယ် မြန်မာအသင်းရဲ့ပွဲစဉ်တွေကတော့နိုဝင်ဘာ22ရက်နေ့မှာအာဖဂန်နစ္စတန်24ရက်နေ့မှာနီပေါ28ရက်နေ့မှာအိုမန်နိုဝင်ဘာ30ရက်နေ့မှာဆီးရီးယားအသင်းတို့နဲ့အသီးသီးရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့ပွဲစဉ်တွေကိုရန်ကုန်မြို့သူဝနဘောလုံးကွင်းမှာညနေ4နာရီချိန်တိုင်းမှာကျင်းပတော့မှာဖြစ်ပါတယ်။အုပ်စု9ခုရဲ့အုပ်စုပထမရရှိတဲ့အသင်း9တင်းကသာခြေစပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။ ေးစပွဲကနေတက်လာမဲ့အသင်း9သင်းရဲ့2026အာရှဖလားပြိုင်ပွဲအဆင့်ကနေစောင့်နေမဲ့အသင်း9သင်းရဲ့စုစုပေါင်းအသင်း16သင်းကအာရှဖလားပြိုင်ပွဲကိုရှင်းမြန်သွားအောင်မှာဖြစ်ပါတယ်။အုတ်စုကိုအသင်း၄သင်း၄အုတ်စုခွဲပြီးတော့ကျင်းပသွားမှာဖြစ်ပါတယ်။ကျင်းပမဲ့ရက်တွေကတော့2026ခုနှစ်မေလ9ရက်ကနေ24ရက်နေ့အထိဖြစ်ပြီးတော့အင်းရှင်ကား sorry အားရပြနိုင်ငံဖြစ်ပါတယ်။ ခြေစပွဲအောင်မီအုပ်စုဆင်ကနေအတင်းဆောင်နေတဲ့အတင်းကိုတင်ကတော့ကတာ၊ဥစဘက်ကစ္စတန်၊ UAE ၊အင်ဒိုနီးရှား၊မြောက်ကိုရီးယား၊ဂျပန်၊ဆော်ရီးယားတို့ပြားတာဂျီကစ္စတန်နဲ့တောင်ကိုရီးယားအတင်းတွေဖြစ်ပါတယ်။အခုကိုတင်ကတော့ကတာနိုင်ငံကကျင်းပတော်မယ့်2025 FIFA U20 Quaf လာပြိုင်ပွဲကြီးကိုအာရှလိုက်ဒေတာကိုစားပြုပြီးတော့ဝင်ရောက်ရှင်ပန်ခွင့်ရရှိထားတဲ့အတင်းကိုတင်ဖြစ်ပါတယ်။မြန်မာအသင်းကခြေစပွဲအောင်မြင်မယ်ဆိုရင်2026 AFC U20 အာရှဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ အာရှဗလားပြိုင်ပွဲကနေ quarter final အဆင့်၈သင်းဝင်မယ်ဆိုရင်2026ခုနိုဝင်ဘာလထဲမှာပဲကျင်းပမယ်2026 FIFA U20 quarter final ဝင်ရောက်ရှင်ပြိုင်ကိုရရှိတော့မှာဖြစ်ပါတယ်အဒလတီကိုအသင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိမာကိုပေါက်ပြန်တွေ့ခဲ့တဲ့အာဆင်နယ်တိုက်စစ်မှု UKS ကသူဝစ်ဆင်ထားတဲ့နံပါတ်14ဂျာစီထဲမှာတွင်းကိုများစွာရှိနေတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ဆွေဒင်တိုက်စစ်မှုကပြိုင်ပွဲဆုံးကိုပွဲဆက်ကိုပေါက်ပြောင်းနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အက်သလတီကိုနဲ့ပွဲမှာတော့နှစ်ခိုးသွင်းယူခဲ့ပြီးတော့ခြေစမ်းပြခဲ့ပြီးပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့တမိုင်းတစ်ယောက်ကျောင်းနံပါတ်14ဝစ်ဆင်ခဲ့တဲ့ကစားသမားယူတမှာပြင်သစ်တိုက်စစ်မှုအိုနရီကအအောင်မြင်ဆုံးဖြစ်ခဲ့တယ်လို့ပရီးမီးယားလိဂ်ခေတ်မှာအာဆင်နယ်အတွက်ဂိုးအများဆုံးသွင်းယူပေးခဲ့တာကလည်းကျောင်းနံပါတ်14ပဲဖြစ်ပါတယ်။ပေါ်တူဂီကန်ဒဝင်းစီရိုနယ်ဒိုရဲ့သားဖြစ်သူစီရိုနယ်ဒိုဂျူနီယာကပေါ်တူဂီ U16 အသင်းအတွက်ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ အသက်35နှစ်သားရှိသေးတဲ့ဇီရိုနာဒိုဂျူနီယာကဖခင်ဖြစ်သူရှိနေတဲ့အဲနာစာအသင်းရဲ့လူငယ်အသင်းမှာပဲကစားနေသူဖြစ်ပြီးတော့ပြီးခဲ့တဲ့မေလတုန်းကပေါ်တူဂီ U15 အသင်းအတွက်ရရှိခြင်းခံခဲ့ရပါတယ်။ဇီရိုနာဒိုကလည်းပေါ်တူဂီ U15 အသင်းမှာစတင်ရရှိခံခဲ့ရပြီးတဲ့ကမ္ဘာအကောင်းဆုံးကစားသမားတဦးဖြစ်လာခဲ့သူဖြစ်တာကြောင့်ဇီရိုနာဒိုဂျူနီယာကိုလည်းဖခင်ချေရနေနိုင်မဲ့သူအဖြစ်ပြည်သက်အချို့ကတော့ထင်ကြီးပေးနေကြပါတယ်။ ဘောလုံးအကစားတင်ဆက်မှုတွေကိုကြည့်နေတဲ့ဆိုရင်တော့ subscribe လိုက် comment လေးပြုလုပ်တော့ပေးခဲ့ကြပါအခုလိုနောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်